ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားမီးများအတွက်အခုဖြတ်သန်းဝင်ရတာကတော့မယ်ဒီဇင်ဘာလတလတာအတွက်ကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်စပြီးတော့ကြည့်ပေးပါမယ်တနင်္ဂနွေသားမီးများအနေနဲ့ဒီဇင်ဘာလတလတာကာလအတွင်းမှာလုပ်ငန်းကိုင်းနိုင်ငံပိုင်းအခြေအနေမှာအခက်အခဲတွေစိန်ခေါ်မှုတွေနောက်ရန်တွေအတိုက်အခိုက်တွေနဲ့တူရင်ဆိုင်ဖြတ်ကျော်ရမယ့်လာတလာကိုရောက်ရှိလို့နေတဲ့ဆိုတာကို တွေ့ရပါတယ်။နောက်တစ်ခုကဒီလာပိုင်းအတွင်းမှာပေါ့နော်။ကိုယ့်ရဲ့အသိဉာဏ်အတွေးခေါ်စမ်းရည်တွေကိုအသုံးချပြီးတော့လောက်ကန်ဆောင်ရွက်နိုင်မယ်ဆိုရင်ပုံမှုပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။နောက်တစ်ခုကတော့တခုတည်းပိုတဲ့လုပ်ငန်းကိန်းတန်းတွေကိုလည်းပဲပုံမှုတိုးချဲ့ပြီးတော့လောက်ကန်ဆောင်ရွက်နိုင်ပါလိမ့်ခင်ဗျာ။လုပ်ငန်းကိန်းတန်းပိုင်းအခြေအနေကလှလင်းမြန်မြန်နဲ့တိတိတသာသာကြီးတိုးတက်အောင်မြင်သွားတာမျိုးမဟုတ်ခဲ့ရင်တောင်မှပဲ။ ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကတော့အဆင်ပြေမှုတွေကိုရရှိလို့လာစေနိုင်မဲ့လာတလဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့လုပ်ငန်းခိုင်ခံတွဲမှာပြဿနာလေးတွေအဲစကားပြောဆိုရမယ့်ကိစ္စလေးတွေဖြေရှင်းရမယ့်ကိစ္စမျိုးလေးတွေလည်းပဲဖြစ်ပေါ်စေနိုင်တယ်ဆိုတာမျိုးကိုတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်အခက်အခဲအတိုက်အခိုက်တွေနဲ့တူတိုးတက်အောင်မြင်မှုတွေကိုဖြည်းဖြည်းချင်းရရှိလာမယ့်လာတလာပဲလို့ဒါလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဒီဇင်ဘာလရဲ့ နေထားရတွေ့ရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကံကြမ္မာအခြေအနေဖြစ်ပါတယ်ငွေကြေးပိုင်းမှာလရဲ့အစာပိုင်းလေးတွေမှာအခက်အခဲအကျတဲ့လေးတွေကြုံတွေ့ရနိုင်ပါတယ်ဒါပေမဲ့အထိအခက်အခဲတွေကိုဖြည်းဖြည်းချင်းပြေလည်အောင်ဖြည့်ချင်းလှုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာမျိုးကိုလည်းပဲ တွေ့ရပါတယ်။အဲငွေကြေးနဲ့ပတ်သက်ပြီးတော့ဖိအားပေးခံရတာတွေ။နောက်ငွေကြေးအတွက်နဲ့ခေါင်းရှောက်ရတာမျိုးလေးတွေစိတ်ညစ်ရတာမျိုးလေးတွေတော့ဒီလာပိုင်းတွင်မှမကြာခဏကြုံတွေ့ရတတ်ပါတယ်။နောက်ဆိုရပြောခဲ့သလိုဘာပဲဖြစ်ဖြစ်ဘယ်လိုအခက်အခဲပဲရှိရှိဖြစ်ဖြစ်ချင်းကတော့ပြည်လဲအောင်ကြိုးစားလှုပ်ဆောင်နိုင်ပါလိမ့်မယ်။အတလာပဲလို့တွေးရပါတယ်ခင်ဗျာအခုလို့ကျွန်တော်ဟောပြောတင်ဆက်ပေးနေတဲ့ဗီဒီယိုဟောစံလေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင်ကျွန်တော်ရဲ့ TikTok အကောင့်ကို follow မလုပ်ရသေးဘူးဆိုရင် ဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပေးလို့ရပါတယ်။ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်။ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်ယောဂနဲ့လူနဲ့အားပြိုင်နေတယ်လို့မျိုးဖြစ်တတ်ပါတယ်။အဲ့တော့နေထိုင်မကောင်းဖြစ်ခဲ့မယ်ဆိုရင်ယောဂကိုကိုကမွေးမြူထားသလိုမဖြစ်စေပဲနဲ့ပေါ့နော်။မြ мян ဆန်ဆန်ဒါစည်းကမ်းတွေပါတယ်ပြပြီးတော့ဒါလိုအပ်တဲ့ပေါ့နော်။ဒါစေဝါကုသမှုတွေခံယူဖို့လိုအပ်ပါတယ်။ကျမ်းမာရေးပိုင်းမှာအညံမကင်းဘူးလို့ပြောရမယ် လာတလာပဲလို့တွေ့ရပါတယ်ခင်ဗျာဒါကြောင့်မလို့ကျမ်းပါကြီးကိုဂယူဆိုင်ဖို့လိုအပ်ပါတယ်ဆက်လက်ပြီးတော့ပညာရေးကံနောက်ဘာသာရေးကံအခြေအနေကိုကြည့်ပေးပါမယ်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာသိတာထင်ရှားစွာနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိလာလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်နောက်အလိုပဲဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲကြီးကြီးမားမားအောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေမှာပြီးမောက်အောင်မြင်အောင်လှုံ့ဆော်နိုင်မဲ့လာတလာဆိုတာကို တွေ့ရပါတယ်ခင်ဗျာ။နောက်ခยีသွာလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါ။အဲ့တော့ဒီကာလမှာကောင်းသောခยีတွေသွာတတ်တယ်။အဲ့တော့သွာပြစ်လာပြစ်တဲ့ခยีတွေသွာလာတဲ့ခยีတွေနဲ့ပတ်သက်ပြီးတော့အလွန်စိတ်ချမ်းသာပါလိမ့်မယ်။ပျော်ရွှင်ရလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်။တကယ်ခยีထွက်ပြစ်တာမျိုးမဟုတ်တော့မှပဲခยีကိစ္စတွေနဲ့ပတ်သက်ပြီးတော့စီစဉ်ဆောင်ရွက်ပြစ်နိုင်တဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်ခင်ဗျာနောက်တစ်ခါကတော့ရံအတိုက်ခိုင်းတဲ့ပတ်သက်တဲ့နမိတ်ပုံမှာဒီကာလဟာ ရန်အတိုက်အခိုက်ပြဿနာမကင်းဘူးလို့ဒါသွားသွားလည်းပဲဆိုထားခဲ့တာရှိပါတယ်အဲ့တော့ဘလို့အခက်အခဲတွေဘလို့ရန်အတိုက်အခိုက်တွေပဲရှိရှိဒါတွေကိုအောင်းမြင်သွားဖြတ်ကျော်နိုင်မဲ့အခြေအနေမျိုးတွေကိုလည်းပဲတွေ့ရပါတယ်နောက်တစ်ခုကဒီကာလဟာဒီလာပိုင်းဟာဉာဏ်ပညာအတွေးခေါ်တွေကိုအသုံးချပြီးတော့ကြိုးစားလှုပ်ဆောင်မှုတွေနဲ့တူတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ နောက်တစ်ချိန်တေရော့ကလေးထပ်ချိုးပြီးတော့ တနင်္ဂနွေသားမီးများနေတဲ့ဒီဇင်ဘာလတော်တွင်းမှာဘလုကန်အခွင့်အလမ်းတွေကျုံတွေ့ရနိုင်အောင်မလဲဘာတွေကိုဂယုဆိုင်ဖို့လိုတယ်လဲနောက်ဘလုရရရလေးကိုစောင့်ရဲတင်ပါတယ်လဲဆိုတာကိုကြည့်ပြပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများခင်ဗျာအခုလိုကျွန်တော်ဗီဒီယိုဟောပြောပြီးတယ်ဆိုတော့နေသားလိုက်အဟောတွေကတနင်္ဂနွေဆိုတဲ့တနင်္ဂနွေတွေကအများကြီးပါပဲကျွန်တော်ရဲ့ဟောချက်တွေကအားလုံးနဲ့ထပ်တူကြနေမှာတော့မဟုတ်ပါဘူးအဲတူးချင်းတယောက်ချင်းအသေးစိတ်သိကျင်ပြီးကျင်တဲ့သူတွေကကျွန်တော်ရဲ့ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမြန်လို့ရပါတယ်ခင်ဗျာ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကအခုဒီလာကုန်ပိုင်းနဲ့လာဇန်းပိုင်းလေးမှာကျွန်တော်ရန်ကုန်မှာရှိပါတယ်။ ျွန်တော်နဲ့အပြင်မှာလူတွေးတွေးဆုံမေးမြန်းခြင်းတဲ့သူတွေကကျွန်တော်ကိုဒီ TikTok Messenger ကပဲဖြစ်ဖြစ် Viber Telegram ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးပြီးတော့လာရောက်တွေးဆုံမေးမြန်းနိုင်ပါတယ်ကျွန်တော်ရှိကိုတခုတကလာရောက်တွေးဆုံမေးမြန်းတဲ့မိတ်ဆွေများကိုကျွန်တော်ကဘေးရင်ဟောပြောပေးယုံနေမှာပဲနဲ့ကျွန်တော်တတ်နိုင်တဲ့အဆောင်ရရလေးတွေကိုပါမြစ်တာလက်ဆောင်ပေးဖို့အတွက်စီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့တနင်္ဂနွေလာမိများအတွက်နောက်တစ်ချိန်တဲတော့ကန်လေး ထပ်ပြီးတော့ချုပ်ကြည့်လိုက်ပါပြီ။တနင်္ဂနွေသားမိများခင်ဗျာဒီဇင်ဘာလအတော်တွင်းမှာရံဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။ကြီးကြီးမားမားလုပ်ငန်းဆောင်တာကိစ္စရပ်တွေကိုစတင်စီစဉ်ဆောင်ရွက်ပြစ်တာမျိုးတွေလည်းပဲကြုံရနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။ဘာပဲဖြစ်ဖြစ်ကံအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာစေနိုင်မဲ့လာတလာပဲလို့ခေါ်ချက်ပေးလိုက်ပါတယ်။ဆောင်ရွက်ရမယ့်ရည်ရွယ်ချက်ကတော့ခရီးသွားမဲ့သူကိုကိုတတ်နိုင်သလောက်ခရီးသရိတ် ကူညီလှူဒန်းပေးပါလို့ရရလေးပေးလိုက်ရပါတယ်အဲ့တော့မိတ်ဆွေများကအောက်ဖက်မှာ comment လေးတွေရေးကြကြပါဦး like share လေးတွေနဲ့အားပေးကြလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများအတွက်အခုဖြတ်သန်းဝင်ရောက်ရတော့မယ်ဒီဇင်ဘာလတစ်လတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုပြည်ပြည်စုံစုံလေးဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပထမဦးဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုစပြီးတော့ကြည့်ပေးပါမယ် တရင်းလာသားကြီးများခင်ဗျာဒီဇင်ဘာလအတွင်းမှာအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒါအဆင်မပြေခဲ့တဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့အဆင်ပြေမှုတွေနောက်ကောင်းမွန်တိုးတက်မှုတွေကို ပြန်လည်ပြီးတော့ရရှိလာနိုင်ပါလိမ့်မယ်အရင်တော့ကလိုချင်ခဲ့တဲ့မရပြစ်ခဲ့တဲ့အခွင့်အလမ်းကောင်းတွေပြန်ရလာနိုင်လိမ့်မယ်လို့တွေးရပါတယ်နောက်တချို့သောသူတွေက အလုပ်ဟောင်းနေရာဟောင်းတွေကိုပြန်ရောက်သွားတာလို့တွေလည်းပဲ ကြုံရတတ်ပါတယ်အဲ့တော့လုံလုံရရမှအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေပါဘူးဆိုတဲ့သူတွေကလည်းပဲအဆင်ပြေမှု ကောင်းမွန်တိုးတက်မှုတွေကိုရရှိလို့လာစေနိုင်မယ်လာတလာလို့တွေ့ရပါတယ်ဒါကြောင့်မို့အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကတင်းနာသားသမီးများတဲ့ဒီဇင်ဘာလမှာအလုံကိုကံကောင်းနေလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကံကြမ္မာအခြေအနေကိုကြည့်ပြပါမယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတိတိသာသာကြီးကိုအဆင်ပြေမှု ကောင်းမွန်မှုတွေကိုရရှိစေပါလိမ့်မယ်။ငွေကြေးအစုလိုက် ပုံလိုက်တွေဝင်လာနိုင်ခြင်းရှိတယ်လို့တွေ့ရပါတယ်။ငွေကြေးလက်လာပါတွေရှင်လာပါလိမ့်မယ်။ဝင်လာရရှိတဲ့လမ်းကြောင်းတွေကလည်းပဲရှော့ရှော့ရှူရှူမြန်မြန်ဆန်ဆန်ဝင်လာပါလိမ့်မယ်။အဲ့တော့ပေးရရှိတဲ့ငွေကြေးတွေကိုလည်းပဲ ပေးဆက်နိုင်မဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်။ငွေကြေးအတွက်နဲ့စိတ်ချမ်းသာမှုတွေကိုအများဆုံးရရှိစေမဲ့လာတလာပဲလို့တွေ့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကျမ်းမာရေးအတွက်ကိုကြည့်ပေးပါမယ်။ကျွန်တော်ရဲ့မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောစံလေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင်ကျွန်တော်ရဲ့အကောင့်ကို follow မလုပ်ရသေးဘူးဆိုရင်အပေါ်မှာရှိတဲ့ဘေးမှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပြီးလို့ရပါတယ်ခင်ဗျာ ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်လည်းခရူးဆိုင်ဖို့လိုပါတယ်အဲ့တော့ခြေထောက်ကိုဘေးဥပက်ဖြစ်တတ်တယ်ဆိုတာကိုတွေ့ရပါတယ်နောက်ခေါင်းမူတာတွေခေါင်းနောက်တာတွေခေါင်းမကြည်တာတွေနောက်ဇက်ကြောတက်တာမျိုးတွေမကြခဏဖြစ်တတ်ပါတယ်အဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်ဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်ဘူးဖြားရနာတာနေထိုင်မကောင်းဖြစ်တာတွေကြုံလာခဲ့ပြီဆိုရင်တော်တော်နဲ့ပြန်ပြီးတော့နယ်လံမထားတဲ့လိုမျိုး ဖြစ်နေကြပါတယ်ဒါမှမဟုတ်ကျမအေးပိုင်းမှာဂယူဆိုင်ဖို့လိုလိမ့်မယ်လို့မှာကြားလို့ပါတယ်ခင်ဗျာလူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်အဲ့တော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေမှာတော့နည်းနည်းလေးစကားပြောစရာလေးတွေစကားများစရာကိစ္စလေးတွေဖြစ်ပေါ်စေနိုင်ပါတယ်လူမှုရေးပိုင်းမှာနည်းနည်းလေးပြဿနာမကင်းဘူးလို့ဆိုရမယ့်အချိန်ကာလပဲဖြစ်ပါတယ်ခင်ဗျာနောက်ကျမရေးနဲ့ဘာသာရေးအခြေအနေကိုကြည့်ပြပါမယ် အဲ sorry ပညာရေးနဲ့ဘာသာရေးအခြေအနေကိုကြည့်ပြမှာပဲဖြစ်ပါတယ်ပညာရေးဘက်မှာအထူးကံကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်ထို့အတူပဲဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုလည်းပဲလုပ်ဖြစ်ပါလိမ့်မယ်လုပ်ဖြစ်တဲ့အလုပ်တွေမှာလည်းပဲအောင်မြင်မှုရရှိလိမ့်မယ်ဆိုတာကို တွေ့ရပါတယ်ခင်ဗျာနောက်တစ်ခါကတော့ခยีသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါကောင်းသောခยีတွေသွားတတ်တယ်ခยีဝေးတွေမဟုတ်ရင်တောင်မှပဲနင်းနီနာနာကိုသွားပြစ်လာပြစ်ထားမျိုးတွေရှိပါလိမ့်မယ်စိတ်ချမ်းသာတဲ့ခยีတွေကိုသွားရတတ်ပါတယ်သွားပြစ်လာပြစ်လှုပ်ရှားပြစ်တဲ့အခြေအနေတွေအလုံးနဲ့ပတ်သက်ပြီးတော့အလုံးကိုကောင်းတယ်လို့တွေ့ရပါတယ်ခင်ဗျာရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပါရန်အတိုက်ခိုက်လေးတွေကအနည်းနဲ့များရှိနိုင်ပါတယ်အထူးသဖြင့်တော့ လူကိုထိခိုက်စေနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့ကိုယ့်ကိုယ်နဲ့နဲ့အာယုံနောက်စီမဲ့ပေါ့နော်စိတ်ညစ်စရာလေးတွေကြုံတွေ့ရစေနိုင်တဲ့ပြဿနာအနောက်ရက်လေးတွေတော့ဒီလာတွဲမှာ ကြုံတွေ့လာရနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ။ကြတာကတော့တင်နာသားသမီးများအတွက်ဒီဇင်ဘာလအတွင်းမှာကြုံတွေ့ရနိုင်တဲ့အကြောင်းအချက်လေးတွေကိုအရင်ဆုံးပြည့်ပြည့်စုံစုံတွေဟောပြတာပါ။နောက်တစ်ချိန်တေရော့ကလေးထပ်ချိုးပြီးတော့တင်နာသားသမီးများဒီလအတွင်းမှာဘလို့ကံအခွင့်အလမ်းကောင်းတွေကြုံရနိုင်မလဲ။တော့ဘလို့အရာတွေကိုဂယူဆိုင်ဖို့လိုတယ်လဲ။ဘလို့ရရတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။အခုလို့ကျွန်တော်ဗီဒီယိုဟောပြောပြတဲ့ဆိုတာကနေသားလိုက်အဟောတွေမှာတင်းလာဆိုလဲတင်းလာတွေကအများကြီးပါပဲ။ကျွန်တော်ရဲ့ဟောချက်ကအားလုံးနဲ့ ထပ်တူကြဖို့ဆိုတာကတော့မလွယ်ပါဘူးအဲ့တော့တဝူးချင်းတယောက်ချင်းအသေးသေးသိချင်းမေးချင်တဲ့သူတွေက TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ကျွန်တော်ရှိမှာဒါ online ကနေပေးနေမေးလို့ရပါတယ်။နောက်ရာကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမြင်းများကျင်နေဆိုရင်ဒီလာကုန်ပိုင်းနဲ့လာဇာပိုင်းလေးမှာကျွန်တော်ရာကုန်မှာရှိပါတယ်။ အဲ့တော့ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးပြီးတော့လာရောက်တွေ့ဆုံမေးမြန်းလို့ရပါတယ်။ Viber Telegram ကပဲဖြစ်ဖြစ် TikTok Messenger ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်စာရင်းတော့ကြိုပေးထားဖို့လိုပါတယ်။ကျွန်တော်ရှိကိုဗီဒီယိုလာရောက်မေးမြန်းတဲ့မိတ်ဆွေများကိုဗီဒီယိုဟောပေးရုံနဲ့မဟုတ်ပဲတက်နိုင်တဲ့အဆောင်ရရလက်ဆောင်တွေကိုပါကျွန်တော်မြစ်တာလက်ဆောင်ပေးဖို့အတွက်စီစဉ်ထားပါတယ်ခင်ဗျာ။ကဲခုဆက်လက်ပြီးတော့တနင်္လာသားသမီးများတွေနောက်တစ်ချိန်ကျွန်တော်တရော့ကတ်လေးကြိုကြည့်လိုက်ပါပြီ။ တင်းလာသားမိများခင်ဗျာဒီကာလာတော်တွင်းမှာအပြောင်းလဲတချို့ပေါ်ပေါက်လို့လာနိုင်ပါတယ်ဒီအပြောင်းလဲတွေဟာကောင်းသောအပြောင်းလဲတွေဖြစ်လာနိုင်လိမ့်မယ်ဆိုတာကို တွေ့ရပါတယ်အဲ့တော့ဒီလအတွင်းမှာငင်းငင်းလေးနေနေရတာမျိုးမဟုတ်ပဲလှုပ်လှုပ်ရှားရှားသွားသွားလာလာလေးတွေလည်းပဲရှိနေလိမ့်မယ်လို့တွေ့ရပါတယ်အဲ့တော့အခက်ခဲလေးတွေရှိခဲ့တော့လည်းပဲအဲ့ဒီအခက်ခဲလေးတွေကနေလှင်းလင်းမြန်မြန်ပေါ့နော်လွတ်မြောက်ပြီးတော့ကောင်းမွန်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်မယ်လာတလာပဲလို့တွေ့ရပါတယ်ခင်ဗျာဆောင်ရွက်ရမယ့်ရည်ရွယ်ချက်ကတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ထာမဘိမ့်မုံတပကံ ကတ်လူပူဇော်ပြီးတော့စုကောင်းပေးပါလို့ရရရလေးပေးလိုက်ရပါတယ်အဲ့တော့မိတ်ဆွေများကအောက်ဘက်မှာ comment လေးတွေရေးခဲ့လို့ရပါတယ် like share လေးတွေနဲ့အားပေးခဲ့ပါဦးခင်ဗျာအင်္ဂါသာသမီများတွေအခုဖြတ်တန်းဝင်ရတော့မယ်ဒီဇင်ဘာလတလားတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုပြည့်ပြည့်စုံစုံလေးဟောပြောပေးမှာဖြစ်ပါတယ်အရှင်ဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ပေးပါပြီခင်ဗျာအင်္ဂါသာသမီများဟာအခုဒီဖြတ်တန်းဝင်ရပါမယ် ဒီဇင်ဘာလတလတာကာလတွင်မှာထူးထူးခြားခြားအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေနောက်ထင်မှတ်မထားတဲ့မျှော်လင့်မထားတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ဒီလားအတွင်းမှာရုပ်ရည်ရာဟုတွေတက်သွားတာလို့အလုံးမှနေရာကောင်းတွေရသွားတာလို့အဲစတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်စေတတ်တယ်။ကိုယ်ပိုင်လုံငန်းခိုင်ခိုင်လုပ်နေတဲ့သူတွေကလည်းလုံငန်းခိုင်ခိုင်တွေတိုးချဲ့ရတာလို့အဲပြင်ဆင်ပြောင်းလဲရတာလို့စတဲ့ပုံစံမျိုးလေးတွေကို တွေ့ရပါတယ်ခင်ဗျာနောက်ပြီးတော့အလုတ်ကိစ္စကိုအကြောင်းပြုပြီးတော့သွာလာလှုပ်ရှားမှုတွေလည်းပဲများနေရတတ်ပါတယ်ဒီနေရာမှာအလုံးနဲ့ပတ်သက်ပြီးတော့သတိထားဖို့လိုတာကသူများကိုယ့်ကိုလိန်ညာလှည့်စားတာမျိုးတွေမခံရလေအောင်သတိထားပါနောက်တစ်ခုကကိုယ်တိုင်လည်းပဲအလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့သူများကိုဂတိပြက်သွားတာမျိုးတွေမဖြစ်စေအောင်ဂယူဆိုင်ဖို့လိုတယ်လို့မှာကြားလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကန့်ကြမ္မအခြေအနေကိုကြည့်ပါမယ် ငွေကြီးတွေစိတ်ညစ်စရာလေးတွေစိတ်ရှုပ်စရာလေးတွေကြုံရတတ်ပါတယ်။ဒါပေမဲ့အဲ့ဒါသာခဏပါပဲ။ပြီးရင်အလုံးအဆင်ပြေသွားပါလိမ့်မယ်။ငွေကြီးနဲ့ပတ်သက်တဲ့ဘလောက်ပဲခက်ခဲစေတဲ့ကိစ္စမျိုးပဲဖြစ်ဖြစ်ဒီလအတွင်းမှာပြည်လဲအောင်ဖြည့်ရှင်းလုံဆောင်နိုင်လိမ့်မယ်အခြေအနေမျိုးတွေကိုတွေ့ရပါတယ်။မထင်မှတ်တဲ့အခြေအနေတွေမမျှော်လင့်တဲ့အနေအထားတွေကနေပြီးတော့လည်းပဲငွေကြီးအစုလိုက်ပုံလိုက်တွေဝင်လာနိုင်ခြင်းရှိပါတယ်။ဒါမျိုးထီတို့ချဲတို့ထိုးလို့ရပါတယ်ခင်ဗျာ။အဲ့တော့ ဘုသက်ပြီးတော့ကျွန်တော်ကကျမ်းမာရေးအတွက်ကိုကြည့်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီကာလဟာကျမ်းမာရေးကောင်းမွန်စေတဲ့အချိန်ကာလပိုင်းခြားမျိုးတွေမှာပါပါတယ်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့တအားကြီးစိတ်ပူစရာတော့မရှိပါဘူးသတိထားပါလို့ပြောမယ်ဆိုလို့ရှိရင်တော့ရေတို့လေတို့အေးတို့ဂယူဆိုင်ပေးပါဥမာရေချိုးမာတာတို့အေးမိတာတို့ပေါ့နော်အဲဒါမျိုးလေးတွေကိုနည်းနည်းဂယူဆိုင်ပါကျန်တဲ့ပိုင်းမှာတော့ဘာမှသိပ်ပြီးတော့ စိုးရင်စရာအနေထားရဲ့လို့မတွေ့ရပါဘူးခင်ဗျာ လူမှုပေါင်းတဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးကြည့်ပေးပါမယ်ကျွန်တော်ရဲ့မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ Beating Horse လေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင် follow မလုပ်ရသေးဘူးဆိုရင်ဒီမှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာလူမှုရေးပိုင်းမှာလည်းပဲဒီကာလာတော်တွေမှာဒီလာပိုင်းတွေမှာမိတ်ကောင်းဆွေကောင်းနေနဲ့送တွေ့ရတတ်ပါတယ် သူတို့ဘာရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အဲ့လိုပဲကိုယ်တိုင်ကလည်းပဲသူများခက်ခဲနေတဲ့အရာတွေကိုကူညီဆောင်ရဲ့ပေးရမယ့်အခြေအနေမျိုးပေါ့နော်။ကူညီဆောင်ရဲ့ပေးနိုင်မယ့်အနေအထားမျိုးတွေကိုတွေ့ရပါတယ်။ကြီးသောမိမတအိုးရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်ဆိုတာကိုလည်းပဲ တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ပညာရေးကံနဲ့ဘာသာရေးကံကိုကြည့်ပါမယ်ပညာရေးဘိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအဆင်ပြေပါလိမ့်မယ်တိုးတက်အောင်မြင်ပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဘာမှစိတ်ပူစရာမရှိပါဘူးထို့အတူပဲဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုလည်းပဲ လုံးဖြစ်ပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးလုံးဖြစ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းပဲအောင်မြင်ပါလိမ့်မယ်အဲ့လိုပဲဘာသာရေးအလုပ်တွေကိုကြင်ကြံကြိုးစားလုပ်ငန်းဆောင်ရွက်နေတဲ့သူတွေကဒီလအတွင်းမှာအတိရူးညံတို့အတွေးတို့အမြင်တို့တရားတို့တွေရသွားနိုင်တဲ့ပုံစံမျိုးလေးတွေကိုလည်းပဲတွေ့ရပါတယ်ခင်ဗျာနောက်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်ကောင်းသောခရီးတွေသွားတတ်တဲ့စိတ်ချမ်းသာတဲ့ခရီးတွေ သွားရတတ်ပါတယ်တန်နီယာကိုသွားမယ်လို့ယူရပြီးမှအဲ့တန်နီယာကနေနောက်တန်နီယာကိုဆက်ပြီးတော့သွားပြစ်မဲ့ပုံစံမျိုးလေးတွေကိုလည်းပဲတွေ့ရပါတယ်အဲ့တော့ခကြီးထွက်သွားတာတို့သွားပြစ်လာပြင်တာမျိုးတို့မရှိသေးဘူးဆိုရင်တောင်မှပဲခကြီးထွက်ဖို့အတွက်စီစဉ်ဆောင်ရွက်ပြစ်နိုင်တဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်ခင်ဗျာရန်အတိုက်ခိုက်တဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပါမယ် ရန်အတိုက်ခိုက်တင်တဲ့ပတ်သက်ပြီးတော့လည်းပဲအနှောက်အယှက်တွေကနေပြီးတော့ looking စေနိုင်တဲ့လာပိုင်းခြားကိုရောက်ရှိလို့နေပါတယ်။ဒါမို့လို့ဒီကာလအတွင်းမှာရန်အတိုက်ခိုက်အနှောက်အယှက်တွေနဲ့ပတ်သက်ပြီးတော့သိပ်ပြီးတော့စိတ်ပူစရာမရှိဘူး။သိပ်အာရုံနှောက်စရာမရှိဘူးပေါ့ခင်ဗျာ။ကြေတာကတော့အင်္ဂါသားနည်းများအနေနဲ့ကြုံတွေ့ရနိုင်တဲ့အခြေအနေလေးတွေကိုဒါပြပြဆုံးဆုံးလေးအကျဉ်းဆုံးဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကလေးထပ်ချိုးပြီးတော့အင်္ဂါသားနည်းများဟာဒီလအတွင်းမှာဘလို့ကံအခွင့်အလန်းကောင်းတွေကြုံတွေ့ရနိုင်အောင်မလဲ။ ။အဲနောက်ပြီးလို့ရှိရင်ဘယ်လိုအရာတွေကိုဂယူဆိုင်ဖို့လိုတယ်လဲ။ဘယ်လိုရည်ရည်တွေကိုစောင့်ရဲသင့်ပါတယ်လဲဆိုတာကိုထပ်ပြီးတော့ကြည့်ပေးပါမယ်။အခုလို့ကျွန်တော်နေသားလိုက်ဟောပြောပေးတယ်ဆိုတာကအများကိုခြုံငုံပြီးတော့ဟောပြောပေးတာပါ။အင်္ဂါဆိုလို့ရှိရင်အင်္ဂါတွေအများကြီးပါပဲ။ကျွန်တော်ရဲ့ဟောချက်ကအားလုံးနဲ့ထပ်တူကြဖို့ဆိုတာကတော့မလွယ်ပါဘူးခင်ဗျာ။အဲတော့တဝူးချင်းတယောက်ချင်းမှာကိုယ့်ရဲ့အကြောင်းကိစ္စတွေကိုအသေးစိတ်သိချင်မေးချင်တဲ့သူတွေကတစ်တော့ဘာယုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ online ကနေပြီးတော့ကျွန်တော်ရှိမှာ အဘီဒီမင်းမြန်တို့ရပါတယ်ခင်ဗျာဒါအပြင်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကအခုဒီလားပေါ်မိုင်းနဲ့လာစာမိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါတယ်ကျွန်တော်နဲ့အပြင်မှာလူတွေတွေးဆိုမေးမြန်းခြင်းနဲ့ဆိုတဲ့သူတွေကကျွန်တော်ကိုအကြိုတင်ဆက်သွယ်စီရင်ပေးပြီးတော့တွေးဆိုမေးမြန်းနိုင်ပါတယ်အဲ့တော့ကျွန်တော်ဘက်ကဘီဒီဟောပြော ပေးတာအပြင်ပေါ့နော်တတ်နိုင်တဲ့အဆောင်ရရလေးတွေကိုပါမြစ်တာလဲဆောင်ပေးဖို့အတွက်စီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့အင်္ဂါသားမြများအတွက်နောက်တစ်ချိန်ကျွန်တော်တေရော့ကတ်လေးချူကြည့်လိုက်ပါပြီ ရင်သာသားမီးများနေနဲ့အခုဒီဇင်ဘာလတလတာကာလတော်တွင်မှာအခွင့်အလမ်းကောင်းနေနဲ့တိုးတက်အောင်မြင်မှုတွေရရှိစေနိုင်ဖို့အတွက်နည်းနည်းလေးစိတ်ရှိရတာတွေသီးခံရတာတွေအချိန်ပေးပြီးတော့ထိုင်ဆောင်နေရတာမျိုးတွေလည်းပဲရှိနိုင်ပါတယ်။နောက်အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲအသီးသာထင်ရှားစွာနဲ့ရရှိစေနိုင်မယ်လားတလားပဲလို့ တွေ့ရပါတယ်ခင်ဗျာအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလားဟာအားလုံးကိုခြုံပြီးကြည့်မယ်ဆိုရင်တော့တလာလုံးတိုင်းတာမှာကိုယ်တွေကံစားတာတွေအထူးကောင်းမှုတိုးတက်မှုတွေရရှိလာစေနိုင်မယ်လာတလာပဲလို့တွေ့ရပါတယ်ဆောင်ရရမယ့်ယရိယာကတော့ကိုဝင်ဆောင်တဲ့မိခင်လောင်တူကိုတတ်နိုင်သလောက်ကူညီလှူဒန်းပေးပါလို့ဒါယရိယာလေးပေးလိုက်ရပါတယ်အဲ့တော့မိတ်ဆွေများကအောက်ဘက်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာ